အားလုံးပဲမင်္ဂလာပါဘေးရင်ဝေမတ်ကျူးတို့ပါကျွန်တော်မနောပေတယ်လေကင်းပေတင်တွေ့တဲ့အခါဒီခေါ်လေးတွေလွတ်ရထားဖို့လိုအပ်ပါနံပါတ်1လေဝံနံပါတ်2လေပောင်မို့နံပါတ်3တိုင်ချီနံပါတ်4တိုင်လေနံပါတ်5တိုင်ထိတ်နံပါတ်6တိုင်လေဦးနံပါတ်9လေပဲတို့ဖြစ်ပါ မိမိမွေးကူးနှစ်ကိုခွင့်နဲ့သာအဲ့ဒီခေါ်ရီတာအစင်လိုက်အကျွင်းကိုတစ်ခုတည်းတိုးပြီးချသွားမှာဖြစ်ပါပြီးမိမိမွေးနဲ့ဘဲမှာကြည့်ဘဲမှာရှိနေလဲကြည့်ပြီးဟောကိန်းထောမှာဖြစ်ပါဌာနတစ်ခုချင်းအဟောဒီကလေဝမ်းမှာမွေးနေရှိနေရင် ပြည့်ပြည့်စုံစုံနေရမယ်ဘဝမှာချမ်းသာမယ်တက်တာမယ်အခွင့်အလမ်းမျိုးစုံရမယ်ပင်ပန်းချမ်းသာတဲ့သင်ရဲ့ဒုက္ခခံရတဲ့အလုံးမျိုးတွေမလို့ရနိုင်ပါဘူးအမွေနေရတဲ့မျိုးထိပေါက်နိုင်တဲ့မျိုးဖြစ်နိုင်ပါလေပါမိုးမှာမွေးနေရှိနေရင်တော့မိကောင်းစေကောင်းပေါ်များပြီးတော့အခုညီပေးမဲ့လူတွေဝိုင်းဝိုင်းလဲနေတတ်ပါအမွေနှစ်တည်းရရှိနိုင်ပါတယ်အေးအေးချမ်းချမ်းနေသွားနိုင်ပါတယ် ဘဝမှာအိုးပိုင်အိမ်ပိုင်ငွေကြေးဥစ္စာဒနာနဲ့ပြည့်စုံနိုင်ပါတယ်။လေတိုင်းချင်းမှာမွေးနေရှိနေရဲ့နော်။ကုရုကိုကြွန်ကြိုးစားနိုင်ပါတယ်။နေရာတိုင်းမှာပါနေရပါလိမ့်မယ်။ပင်ပန်းပါလိမ့်မယ်။အသေးသေးလို့ရပြီးအဲ့ဒီမှာနေမိုးနေပါလိမ့်မယ်။မိသားစုအခက်အခဲပတ်ဝန်းကျင်အခက်အခဲအလုံးကိုကိုယ်ကကောင်းဆောင်ပြီးဖြေရှင်းနေရပါလိမ့်မယ်။ လေတိုင်းလည်းမမွေးနိုင်ရှိနေရင်တော့အပင်မခံပြီးမှနောက်ပိုင်းမှာကောင်းစားနိုင်ပါတယ်။ဦးစားတာကောင်းပါတယ်။သူများကိုတော့အာကူလို့မရနိုင်ပါဘူး။အပေါင်းအသင်းမိတ်ဆွေစုမျိုးညာတိအားလုံးကိုယ်ကဥဆောင်ပြီးကျွေးမွေးလောက်ကင်နေရတတ်ပါတယ်။လေတိုင်းထိမှမွေးနိုင်ရှိနေရင်တော့စွန်သားရတဲ့လူမျိုးတွေကိုမျက်စိမိတ်ပြီးအလုပ်ကိုကြိုးစားလုပ်ရနိုင်ပါတယ်။ မတည်ကြတဲ့အလုပ်တွေကိုလည်းခဏခဏလုပ်ဖြစ်နိုင်ပါတယ်။နောက်ဆုံးရင်မဲ့ချက်အောင်မြင်နိုင်ပါတယ်။စိတ်ကူးရင်ပြီးလုပ်တဲ့အလုပ်တွေအားလုံးဟာအောင်မြင်လာပါလိမ့်မယ်။လေဦးမှာမွေးနေရှင်နေတော့ရှေ့တောင်လမ်းမြကောင်းတောင်ဖြစ်နိုင်ပါတယ်။ငယ်နေများတဲ့အလုပ်တွေကိုလည်းစွန့်စားပြီးလုပ်နေရတတ်ပါတယ်။အများအတွက်နဲ့နှာခံရတတ်ပါတယ်။တပည့်တပန်းတွေကကိုယ့်ကိုအားကိုးပါလိမ့်မယ်။ဒါပေမဲ့ သူတို့ကြောင့်ပဲဒုက္ခရောက်ပါလိမ့်မယ်။လေဘဲမှာမွေးနေရှိနေရင်တော့ဥဆောင်လန်းပြခေါင်းဆောင်ဖြစ်နိုင်ပါတယ်။အခက်အခဲတွေအများကြီးကြုံရပါလိမ့်မယ်။အဲ့ဒီမှာရည်သွေးတွေပေါ်လာပါလိမ့်မယ်။ဩဇာရှိမယ်။အာဏာရှိမယ်။အုပ်ချုပ်ရေးမှကျွမ်းကျင်မယ်။ဂုဏ်သေးရှိသူကြီးဖြစ်နိုင်ပါတယ်။ကဲဥပမာတွေ့ကြည့်ကြပါဦး။ 1386ခုနှစ်မှာမွေးဖွားတဲ့ဗုဒ္ဓဦးသားသမီးဟာ1386ခုခုနှစ်စာရင်တုံညာကျွင်းပါဒါကြောင့်နံပါတ်6ကစပြီးကလေးဝမ်လေးပါမှုတိုင်ချေတိုင်လေတိုင်ထက်လေးဦးလေးပဲစတဲ့အတိုင်းစဉ်းလိုက်ချရင်မွေးနေဟာလေးဦးဌာနမှာကြောက်ရောက်နေတဲ့အတွက် ရှေးတောင်လမ်းပြခေါင်းတောင်လုံနေရမယ်။အဲနေများတဲ့လုပ်တွေကိုစွန်စားပြီးလုံနေရမယ်။မြအတွက်နင်းနာခံရမယ်။တပည့်တပန်းတွေကကိုယ့်ကိုအားကိုးလိုက်မယ်။သူတို့ကြောင့်ဒုက္ခရောက်လိုက်မယ်စသဖြင့်ဟောသူကမှဖြစ်ပါတယ်။ဒါလောက်ဆိုမိတ်ဆွေတို့နားလည်လောက်ပြီးထင်ပါတယ်။အားလုံးပဲမိတ်ဆွေများရှင်လဲချက်မြကြပါများ။